ရှင်းနေပါလေကျွန်တော်အားလေးပါပဲပါဟုတ်အဲနိုင်ငံခြားရှင်းနေတော့မဟုတ်ဘူးကကျွန်တော်မြန်မာပြည်ရှင်းနေပါပဲနိုင်ငံခြားရှင်းနေတွေကဟိုဘယ်သူမှငားလို့မရဘလောက်ပေးပေးတဲ့ကျွန်တော်တို့ဘာလို့ဘက်ကနေပြီးတော့သူရှင်းနေမလိုက်ပေးပါဘူးတဲ့အဲအဲ့ဒါအဲ့ဒါတော့လုံးတင်ပါလေပါဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဥစ္စာပေါ့နော်အဲရေတွက်ပစ္စည်းပေါ့နော်ရေတွက်ပစ္စည်းတွေဆုံရှုံမှုဆိုပြီးတော့အဲ့ပုံမှန်နဲ့ကျွန်တော်တို့တက်ပါမဟုတ်ဘူးလေပါဟိုရေတွက်ပစ္စည်းဆိုတော့ဒီငါတလောက်ပေါင်းလိုက်တာလေပါရေငါတလောက်ပေါင်းလိုက်တာအဲ့ငါတလောက်ပေါင်းတဲ့အတွက် ကျွန်တော်တို့ကဘယ်လောက်ဒီဆုံးရှုံးသွားလဲအခုဆုံးရှုံးနေကျွန်တော်တို့ကဒီရေတဲကဟိုရေရွက်ပစ္စည်းပေါ့ငါတလား၅နေလဲကျွန်တော်တို့ဆုံးရှုံးနေတယ်လို့ကျွန်တော်တို့စီးတယ်ကျွန်တော်ဆုံးရှုံးသွားတယ်ကြက်သွန်ကျွန်တော်ဆုံးရှုံးသွားတယ်အချိုမုတ်ငံပြာကြီးပါအများကြီးပြကျွန်တော်တို့အမှုတက်လို့ရတယ်နော်ရေရွက်ပစ္စည်း၅ကိုကျွန်တော်တို့ကအမှုတမှုတက်မယ်ကျွန်တော်အမှုတမှုတက်မယ်ကျွန်တော်တို့စားတွေငံပြာကြီးတွေကြက်သွန်တွေငရုတ်သီးတွေအဲပြီးတော့ကျွန်တော်ဖြစ်နိုင်ရင်ကျွန်တော်တို့ဒီတွန်းတွက်ပစ္စည်းဖြစ်တယ်ကျွန်တော်တို့ဒံအိုး ကံအပေါင်းအိုးတွေပေါ့နော်အဲ့ပေါင်းအိုးတွေအတွက်ပါဟဲ့ဘာလို့နားပိတ်ထားလဲဒီကောင်းပြောနေဒီပေါင်းအိုးတွေအတွက်ပါကျွန်တော်တို့ကဒီတွန်းတွန်းပစ္စည်းတွေပါတွေအတွက်ပါကျွန်တော်တို့ကတရားစွဲမယ်အဲအမေရိကန်တမရတော့ကျွန်တော်တရားစွဲမယ် तू ကနေပြီးတော့မလာခိုင်းတာလေ तू ကနေမလာခိုင်းတာမလာခိုင်းတော့ကြံတဲ့လူတွေကလည်းဒီ EU ဖွဲ့တွေကလည်းမလာခိုင်းဘူးလေမလာခိုင်းတော့ကျွန်တော်တို့ဒီဘက်ကဥစားပြပြီးတော့ကျွန်တော်တို့စိုက်ပျိုးရေးဘက်ကလည်းကျွန်တော်တို့တရားစွဲမယ်အဲစိုက်ပျိုးဘက်ကလည်းလက်ဖက်တို့လက်ဖက်ရည်တို့ကဒီစိုက်ပျိုးရေးလေးပါရဲ့ လက်ဖက်တွေလည်းကျွန်တော်တို့ဆုံးရှုံးရတယ်ပဲတွေနှမ်းတွေကျွန်တော်တို့ဆုံးရှုံးတယ်ကြက်သွုံတွေကြက်သွုံကြော်တွေပေါ့နော်ဆုံးရှုံးတယ်ပြီးတော့ကျွန်တော်ဒီလက်ဖက်ရည်နဲ့ပတ်သက်တဲ့ဒီဥစ္စာတွေဆုံးရှုံးနေတွေ့အဲပုံမှန်တွေတစ်ခုပြီးတစ်ခုလာမှာအဲပုံမှန်တွေတစ်ခုပြီးတစ်ခုလာဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲကျွန်တော်တို့ဘက်ကတော့ဒီသူများနိုင်ငံရေးလဲတာပါတယ်ကျွန်တော်တို့ဘက်ကရှေ့နေတယ်တာတယ်တာတယ်တာတယ်အဲကလေးကြီးပြောတဲ့နေရာမှာတော်တော်တာပါတယ်တော်တော်တာတယ်တော်တော်အဲ့ဒါဘာမှမဘူးနေပါ အဲသူများနိုင်ငံတွေကဥပဒေထက်မှာဘာမှမရှိဘူးကျွန်တော်တို့ကအကြတော့ဥပဒေထက်မှာအဘာလို့ကျွန်တော်တို့ရှိတယ်လေစတန်ဒတ်အာမီရှိတယ်ဟုတ်ကဲ့ပါပါဟုတ်ကဲ့ပါဟုတ်ကဲ့ဘာမှအားမငယ်နဲ့အဘအာဆီယံကိုဒီအစည်းအဝေးထိပ်သီးစည်းဝေးကိုမတော်လို့လည်းဘာမှမပြုနဲ့ကျွန်တော်တို့ဒီအမေရိကန်တမန်တော်ကျွန်တော်တရားစွပ်ကိုကျွန်တော်စီစဉ်နေပြီဟုတ်ပြီအော်မင်းရတယ်ကွာအဘနဲ့စကားပြောနေမင်းလက်ကိုခဏခဏကုတ်ပြီးထမင်းဆိုင်ခိုးကြီးကြတယ်ပဲမင်းရတယ် ဟုတ်ကဲ့ပါပါဟုတ်ကဲ့အော်ကျွန်တော်ဒီကသတင်းလေးတွေဟာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော်ပြန်တင်ပြပါမယ်ဟုတ်ကဲ့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 ရလာပါတရားစွဲဖို့လုပ်နေပြီဟုတ်ပါပြီအမေရိကန်တမနာကိုတရားစွဲမယ်ငါတို့စွဲစွဲစွဲဒီငါတို့ဂျီရော့ပစ္စည်းတွေငါတို့နိုင်ပါနိုင်ပါနော်ဟုတ်ပြီဟုတ်ပြီနော်နိုင်ပါနိုင်ပါလုလုလုတွေ့တယ်ဟုတ်ကဲ့ခဏနေဦးမင်းတယောက်ဖြစ်တော့ဟိုစီးတာဘယ်ရောက်နေလဲအော်စီးတာမဟုတ်အဘအောင်တတ်မှုတယ်လူသားစုအဲဘယ်ရောက်တော့ရှိလဲရဆယ်ရောက်တော့ရှိတာဆယ်ရောက်တော့ရှိတယ်ဒီကောင်တိတ်ဟာယောဘာဘာလဲဘယ်လိုတကယ်လောက်တော့မှလားယော ဘာမဟုတ်ပါဘူးအဘရဲ့အဘရဲ့လုံကြွေးနော်အဘအဘရဲ့လုံကြွေးအတွက်ဆိုရောနော်အဲ့ဒီကပေးမဲ့လူဖြတ်ဖြည့်ဖို့ဟုတ်တတ်မဲ့လူအဲတတ်မဲ့လူကိုကာကွယ်ဖို့တော့သူကအဲ့လူတွေသွားစုတာပြူစောတိတော့မလုံးနဲ့နော်ဟုတ်လေ तू ဘလူလဲတော့မသိဘူးဘာလဲ तू သွားတော့စုတာရရတော့ပေါ့ဒီကောင်တွေနေတဲ့ဒီကောင်တွေမင်းတို့မင်းတို့ဒီကောင်တွေနေတဲ့လှိုင်းသားမှာဟုတ်လေဒါမဲ့ပတ်စံတော့ပေးရမှာနော်အော်မင်းအဲ့တော့ဘာမှမပူနဲ့အဲ့တော့ဘာမှမဟုတ်ဘူးပတ်စံနေမကောင်ဒီကောင်တွေကိုငါတို့ဘက်ကနေပြီးလုံညုံကိုတီးကြလုံရင်လူကုန်ပြီပါပေးမယ်လို့ဟုတ်ပြီဟုတ်ပြီဟုတ်ပါအဲ့ကျွန်တော်တေချာမှလဲအဲ့သွားရှာနေလို့လာလိမ့်မယ် ော်လာလိုက်မယ်အဲ့တော့ဆိုမင်းကျွန်တော်အရင်ဆုံးသတင်းလေးတွေပြောနေပါတယ်ဥစ္စာကမနေ့ဒီဥစ္စာတွေတက်ထေးရစိတ်ယုံကနေပြီးတော့ဟုတ်ကျွန်တော်လာပြီးတော့မင်းသတင်းပေးပြီးတော့သတင်းပေးပြီးွားရောသူပြအပြင်းထွက်ပါလားထွက်ပါလားသူမိလာခဲ့မယ်ပြောတယ်ဒီကောင်ရောက်လာတာငါမသိလိုက်ဘူးဟုတ်ရောက်တယ်ရောက်တယ်ရောက်ရောက်တယ်နော်လို့လို့လို့ဟုတ်အဲဆိုအပေါ့ညနေပိုင်းပေါ့ညနေပိုင်းမှာကျွန်တော်ရရှိလာတဲ့သတင်းလေးကဘယ်မှာဥစ္စာဘာဟိုဘာဟိုတင်ပြရမလဲဆိုရင်တော့ကျွန်တော်အေးအေးပေါ့ကြောက်ဖြူကြောက်ဖြူကြောင်းလေးပြောဟာမင်းပေါ့အေးအေးကြောင်းမပြောနဲ့လေပေါ့အေးအေးကြောင်းပြောငါငကြောကစိတ်နေတိတယ်ပါအခုတက်ချုပ်ကလေဖြစ်နိုင်ရင်သူ့မိမမာကြီးခေါ်တော့မှသူကွာခြင်းနေတာဟုတ်ပါဘူးလားဟုတ်လို့မာကြီးခေါ်က ရဟိုင်လူမျိုးလေးဟုတ်ကဲ့ပါပါအဲဒီကျွန်တော်ခုပထမအဆုံးကျွန်တော်ရရှိလာတဲ့တရင်လေးကကြောက်ဖြူကြောက်ဖြူမှာဘာဖြစ်လဲဆိုကျွန်တော်တို့အဘတို့ကျွန်တော်စကမတက်နေကျွန်တော်အေနဲ့ကျွန်တော်တို့တိုက်ပွဲတွေပြင်းပြင်းထန်နေတာဒါဘာလဲသိတယ်နော်ဟောအဲ့တော့ဘာဖြစ်လဲဆိုရင်တဲ့ကျွန်တော်ဒီအခုဆိုရင်ဆိုရင်အေအေကနေဘာလို့လဲလက်လက်ကြီးနေလက်လက်ကြီးနေပြစ်ခတ်တဲ့အတွက်ကြောင့်တဲ့ကျွန်တော်တို့ဒီကျွန်တော်ရဲ့စကမစစ်ရည်ရင်နေပေါ့ အဲ့စီရနေရလေကျွန်တော်ဒီကန်းနီးကနေကန်းဝေးကိုကျွန်တော်ထွက်ပြေးနေရတယ်ကိုသိရတယ်ပါဟုတ်လေဟိုကန်းနီးကနေကန်းဝေးကိုပဲထွက်ပြေးထွက်ပြေးကန်းဝေးကနေပြီးကန်းနီးကိုပဲကတ်တာကတ်တာဒီလက်နက်ကြီးတွေနဲ့ပြစ်တယ်ဆိုအဲ့လက်နက်ကြီးတွေကအေးရပရရတာလေဘာလို့ရှိရသိန်းထားတာလေဘာလို့ရှိရသိန်းထားတာစခန်းကုန်းနေသိန်းနေသိန်းအဲ့လက်နက်ကြီးတွေပါသွားတာငချင်းစီနေငချင်းပြန်ကြောခန်းတာတစ်ကောင်းနေတစ်ကောင်းဟာယောမဟုတ်ဘူးလေဘော တို့ကမင်းပြောတဲ့အဲ့ဒီစကန်ကုန်းနေစကန်ကုန်းနေစကန်ကုန်းနေမှာပြောလိုက်ငါတို့စုတ်ခွာတော့မယ်ဆိုအဲ့ဒီဟိုလက်နက်ကြီးတွေပါလို့ဖြတ်စည်းခဲ့လို့ပြောတာဟုတ်ကဲ့အဲ့ဖြတ်စည်းအချိန်ကိုမရတာအော်အေးကတကယ်တိုက်လာရင်တကယ်ကိုဖြတ်စည်းချိန်မရဘူးဟာ ဘလောက်နဲ့တင်ပါတရားတဲ့နေအောင်ပြေးရတာဟုတ်လို့အဲ့ဒါဆိုရင်မင်းပြောကုန်ရဆိုကမူးရှူးလုံးနဲ့ငါတို့ကထွက်ပြေးရတာပြေးနေရတာနော်အဲ့ဒါလေးကိုကျွန်တော်အခုပြပြမယ်အဲ့လိုကြီးရလက်တွက်တာဗောလက်တွက်တာလက်တွက်တော့ပြင်သူက view ကလည်းကောင်းတယ်ခြေတန်းလုံးလားခြေတန်းလည်းလုံးလည်း view ကလည်းကောင်းတယ်ပျောက်ကြားစနစ်တင်နဲ့တိုက်နေရအခုနော်ဘလို့တွေတိုက်လဲဆိုတော့သူတို့ပျောက်ကြားအမှန်ကန်ပျောက်ကြားဗောအမှန်ကန်ပျောက်ကြားနော်ဘလို့ပျောက်ကြားကြတော့ဟောပါပါမပြောမှဆိုရင်တော့အာဘီလူအာဘီလူပျောက်ကြားအာဘီလူပျောက်ကြားပျောက် စစ်တပ်ကမင်းတင်နန်းတက်ခဲ့ရတာလေဟုတ်တယ်လေမင်းဒီရစင်ပိုင်းတင်နန်းတက်ခဲ့တာအဲ့ဒီအာပေဒူးတင်နန်းကိုမင်းတက်ခဲ့တာလားတက်ခဲ့တယ်လေတက်ခဲ့တယ်ဟုတ်အားကြောင့်ကျွန်တော်ဘာမှမလုပ်တက်ဘာမှမလုပ်တက်ဘူးတခုတော့လုပ်တက်ပါတယ်မင်းခိုးတက်တယ်ဒါလေဒါလေဒါအမအမရရအမွေဩမင်းကတမျိုးကွာမဟုတ်လေအခုသတင်းလေးကိုပြောမယ်အဲ့ဒါဘာလဲဆိုကြည့်ကြောက်ဖြူမျိုးနော်ကြောက်ဖြူမျိုးရဲ့ကျွန်တော်မျိုးပြင်စင်ပိုင်းပတ်လေမှာစင်ပိုင်းပတ်လေမှာဘာဖြစ်နေလဲဆိုကျွန်တော်အာရခတက်တော့အေရဲ့ထိန်းချုပ်နေမိတယ်ကို ကျွန်တော်ပြန်ပြီးထိုးစစ်ဆင်နေရတယ်ဆယ်မိုင်ဆိုတော့ငါတို့ဒီဥစား10မိုင်ပတ်လဲမှာကဲကန္နာလန်းကစားရိုက်ကြီးနေငါတို့10မိုင်ဂုံးနေအဲ့လောက်ဝေးတာပေါ့အာအဲ့လောက်အဲ့လောက်ဒီဝေးတယ်အဲ့လူ10မိုင်ပတ်လဲကိုအေးအေးကနေပြီးတိန်းထားတယ်နေမြေတွေရှိတယ်ဂျွာတွေရှိတယ်အဲ့ဂျွာတွေကိုဝိုးတယ်ကျွန်တော်တို့ဒီဟိုအချမ်းမတ်စစ်တက်ကနေပြီးတော့ဟိုပေါ့စတန်နဲ့လို့စတန်နဲ့လို့စတန်နဲ့လို့အဲ့စတန်နဲ့စစ်တက်ကနေဘာလို့လဲဆိုကျွန်တော်စစ်ကြောင်းတွေထိုးဖို့စစ်ကြောင်းတွေထိုးရစစ်ကြောင်းတွေထိုးမှာအေးအေးနဲ့တွေ့တယ်တွေ့ရကျတော့သေးတယ်ဟာတေးတဲ့ခါကျတော့ဘာလို့ရလဲဆိုတော့စစ်အင်ကနေပြန်ပို့ရတယ် ဤဘောဤဘောဤဘောစေရကျော်နောက်ကနေကျော်ပံပုံးကြီးလောက်ရတယ်အဲ့လိုလောက်ရတဲ့ချိန်မှာအခုချိန်မှာတဲ့အဲ့စစ်ကြောင်းတွေကိုပြန်ပြီးဖြည့်တင်းဖို့အတွက်စင်အင်ကဖြည့်ဖို့တော့လူကမရှိတော့မဖြည့်နိုင်တော့ချိန်တွေအဲ့လိုဖြစ်နေပြီအေးကွာဘာလဲဘယ်လိုလုပ်အောင်လဲဒီကွာဒီပုံစံတိုင်းဆိုရင်မင်းငါတို့စစ်တပ်ကအရာရှိသားသမီးတွေဘာတွေကိုမရှိတဲ့ပို့ရမယ့်ပုံစံဖြစ်နေတယ်အခုကအဲ့လိုဖြစ်နေတယ်အဲ့လိုမျိုးကျွန်တော်တို့ဒီဆုံးရှုံးသွားတဲ့ကျွန်တော်ရဲ့ဒီစစ်သားတွေနေရာကိုနောက်ထပ်ကျွန်တော်တို့ပို့မဲ့လူတွေမရှိတဲ့အတွက်ကြောင့်တဲ့ကျွန်တော်လက်ရှိရှိနေတဲ့နေရာနေတဖြည်းဖြည်းနဲ့ကျွန်တော်ကနောက်ကိုပြန်ပြန်ဆုတ်နေရတယ်နောက်ပြန်မဆုတ်နဲ့တော့အခုမှတတိရတယ်နောက်ပြန်မဆုတ်နဲ့ငါတို့ဘက်ကဒီဥစ္စာတွေ အဲစစ်သားသားသမီးတွေယောက်ျားလေးတွေမရှိဘူးဆိုမိန်းကလေးတွေကိုပို့လို့ပထမတက်တော့ဟုတ်အဲ့ဒါမှမရဘူးဆိုရင်မတို့မိုးဆိုးမတက်ရှိတယ်ဟုတ်ကဲ့မိုးဆိုးမတက်ကိုယူနီဖောင်းဝတ်ပေးလိုက်ဟုတ်ကဲ့ယောက်ျားလေးယူနီဖောင်းဝတ်ပေးပြီးတော့တိုက်ခိုင်းလိုက်ဟုတ်ဒါပေမဲ့ကျွန်တော်တို့တိတ်ကောင်းတယ်အဲ့ဒါဆိုရင်ဟိုအဖရေကျွန်တော်တို့ရဲ့ဒီစကမတက်ကြီးကလည်းဒါနှစ်90လောက်ကျွန်တော်တို့ဒါဖွဲ့စည်းထားတဲ့တက်ကြီးလေအေးဒီကျွန်တော်ဂုံတိတ်ခါတော့ဒီလောက်ကြီးကျွန်တော်အကြမခံနိုင်ဘူးဟုတ်ပြီအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကကနောက်ဆုတ်ပေးတယ်ဆုတ်ပေးတယ်ဆိုတာကဗာအင်အားပြည့်ဖို့အဲ့တော့ကျွန်တော်အင်အားကြီးထပ်ပြည့်တယ်အင်အားကြီးထပ်ပြည့်ပြီဘာလို့လဲဆိုတော့ကျွန်တော်ဒီ အင်းအားအပြင်းနဲ့ကျွန်တော်စစ်ကြောင်းနေလဲထိုးတယ်တစ်ကောင်းနဲ့အပေါ်ကကျွန်တော်လေးကြောင်းနေနဲ့လဲလာတယ်ဟုတ်ပြီမြေပြင်ရောဝေဟင်ရောဟုတ်ကဲ့ပြီးအဲ့ဝေဟင်လဲပါပြီးရေပြင်ရလဲပါရေပြင်လဲပါအဲ့ဆိုမိုက်သွားပြီဟုတ်လေရင်ရဲ့ဝင်းရင်ရဲ့ရေးပြင်းရဲ့ကြည်ရည်လေးတက်မလို့လေကတငယ်ချင်းတွေဒါပဲ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 အဲ့လိုမျိုးကျွန်တော်စစ်ချောင်းကြီးသုံးချောင်းပေါင်းပြီးတော့ပေါ့နော်အဲဟုတ်ပြီရေးပြင်းရောကျွန်တော်ဝင်းရင်ရောရေးပြင်းရောစစ်ချောင်းကြီးတွေပေါင်းပြီးတော့တဲ့ကျွန်တော်ဒီကျွန်တော်ဟိုဟာအေးအေးထိန်းချုပ်ထားတဲ့နေမြေတွေကိုပြန်ပြီးဆိုတော့စစ်ချောင်းထိုးတာ တိတ်ကောင်းနေတိတ်တရင်ကောင်းဟိုငါညနေကျရင်တက်ချုပ်ကိုငါပြောလိုက်ဟုတ်ကဲ့အဲ့လိုစစ်ကြောင်းတိုးလာတဲ့ခါကျတော့အေးရဘာလုပ်လဲဆိုတော့ဗားရေသူ့ရဲ့ view ပါပေါ့နော်ตัวอะหลุจรเราเนี่ยดิซากมาสิจ้องนี่ลาพี่อปอแล้วลาพี่ออกก็แล้วลาพี่เบี้ยก็แล้วลาพี่ไอ้ลาเราเนี่ย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 แล้วตัวบ้ามาไม่รู้อตาลิห่าไปเลยห่าห่าไปเลยห่าพี่แล้ววินลาล่ะบ่เนี่ยไอ้ตัววินลาน่ะหุบพี่เนี่ยเนี่ยลงจုံเลยบ่ไอ้หลุลงจုံเลยสมมุติวินลาล่ะอะหลุวินแล้ววินลาได้เฉยมาตะแกป่ายล้อมแม้เฉยยอมมาเออ่ก๊อกต่วยแห่ ဟုတ်ပြီသဘောပေါက်ပြီတော့ဝင်လာတဲ့အချိန်မှာဆဆောက်ဦးကြီးမှမလုပ်သေးဘူးမလုပ်သေးဘူးအလှည့်လောက်ရောက်တော့မှဒီဘက်ကိုပိတ်ပလိုက်ပိုင်ပြီမဟုတ်ဘူးတော်တော်ဒီလိုဒီလိုပိတ်ပလိုက်ဟုတ်တယ်အဲသူတို့အထဲထဲမှာရောက်သွားရောက်သွားပြီငါတို့ငယ်ငယ်တုန်းကလေဝမ်းကြီးပတ်ပတ်ကစားတယ်လို့ဖြစ်ပေါ်အဲ့တိုင်းပဲဟာအဲ့လိုပိုင်လဲပိုင်တော့အေးရကင်တာဗျဟာတယောက်ပိုင်မှာအကင်လိုက်တာတယောက်မှာဘာမှပြန်မလုပ်နိုင်ဘူးခွေးပြေးဝက်ပြေးမှပြေးရတာဗျဟာပြေးဖို့နေရာရှိတယ်သူတို့ပိတ်ထားတာလေနောက်ကိုပြေးသေလေအကုန်ဝိုင်းတိတ်ကစ်တာပေါ့နောက်ပြေးသေဟုတ် ရှေ့တိုးတက်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ပြီအဲ့မှာထိခိုက်သေဆုံးမှုကအတုံးယုံမဲ့လို့သိရတယ်ဗျဟုတ်ကဲ့ဟုတ်ကျွန်တော်ဘက်ကကျွန်တော်ဘက်ကလေဘာလို့ဘက်ကကျွန်တော်တို့ဝိုင်းနေဆိုတာဟိုဝင်းဟင်အောင်ရေပြင်းအောင်ဟုတ်ကဲ့မြေပြင်းအောင်မြေပြင်းအောင်အဲ့တော့ဘာလို့ဘက်ကတေးတယ်တေးတယ်ဘာလို့ဆို तू ကဟိုနေမီမကျွမ်းကျင်ဘူးလေနေမီမကျွမ်းကျင်တော့ तू ကဝင်လာတာဝင်လာတော့ဟုတ်လာပြီချင်းပြီးဝင်လာတာစုဝင်လာတာအဲ့ချိန်မှာအေရဟပေးထားတာကို तू ကမသိဘူးတကယ်တကယ်လည်းအေရမင်းစကားပြောမင်းကြည့်ပြောနော်မင်းစကားပြောကြည့်ပြောဘာဖြစ်လို့မင်းစကားပြောကြည့်ပြောအော်ကျွန်တော်တို့အကုန်လုံးဝင်လာတယ်လို့ပြောစုဝင်လာတယ်လို့မပြောနဲ့ ဲ့စကားသာမင်းကြားသွားလို့ချင်းတက်ချုပ်မင်းရင်ခွဲပြီးပြေးမှာဟုတ်ပါပြီအဲ့လိုမျိုးကျွန်တော်တို့သူပြောလို့ဆိုဒီပုံစံတိုင်းဆိုမင်းရတယ်အကုန်လုံးဝင်လာတယ်အကုန်လုံးဆိုဒေါ်ဆန်းစုကြည်ကပြန်ပြီးတော့သွားနေပြီးတော့ လွတ်မြောက်ပြီးတော့ပြန်ကင်တော့မဲ့ပုံစံဖြစ်နေငါတို့ကျွန်တော်ပြောတာအဲ့လိုမဟုတ်ဘူးဒါအဘဘအဘပြောနေတာကျွန်တော်ပြောတာကဒီတက်သားတွေအကုန်လုံးကစုပြီးတော့ဝင်လာတယ်ဒါကိုပြောတာအဲ့တက်သားတွေအလုံးကစုပြီးဝင်လာအဲ့လိုအဆအဆုံးပြောနေကွာအဲ့လိုဝင်လာတဲ့အချိန်ကြီးတော့မပြောနဲ့ဟုတ်ပါပြီအဲ့လိုဝင်လာတဲ့အချိန်မှာဒီအေးအေးရဲ့ချိန်မုန်းခြင်းကိုခံရလို့ကျွန်တော်ရဲ့ဒီစကားမှာစစ်သားတွေကခွေးပြေးဝက်ပြေးတောင်စင်ရင်မြရှောက်ပြေးနေတယ်လို့သိရပါတယ်တေတဲ့လူကလည်းအတုံးလုံးလို့သိရပါတယ်ဗျဟုတ်ကဲ့ခွေးပြေးဝက်ပြေးပြီးတော့ခွေးတွေဝက်တွေတေးရတာပေါ့တေးရတာပေါ့တေးရတာပေါ့နော်ချောင်းညိုချောင်းကြမြောင်းညိုမြောင်းကြတောကျူအုံကြမှာဟုတ်ကဲ့ခွေးတွေဝက်တွေ တည်ရတာဟုတ်တယ်ဟုတ်တယ်ဟာခွေးစာငါးစာဖြစ်ပြီဟုတ်ကဲ့တို့လူတွေအဲဟာရလာပါကျွန်တော်သတင်းလေးဆက်ပြောမယ်နော်ရရရအဲ့လိုမျိုးကျွန်တော်တို့ရဲ့ဒီ standard setup ပေါ့နော် standard setup ကတိုးစစ်စင်ရမှာပါဝင်ခဲ့တဲ့စစ်ကြောင်းတွေကိုအာရကတက်တော့ AA ကပျောက်ကြားစနစ်နဲ့ကျွန်တော်တို့အလစ်အငိုက်ဂျားပြတ်ဝင်တိုက်တယ်တဲ့ပျောက်ကြားစနစ်နဲ့ဝင်တိုက်တယ်ပြီးဘာလုပ်လဲဆိုစနိုက်ပါတွေနဲ့စနိုက်ပါတွေနဲ့ကျွန်တော်တို့အမက်ချီချွေနေတဲ့တဲ့ကျွန်တော်တို့စက်ကမှာဘက်ကအကြဆုံးတော်တော်များတယ်လို့သိရပါတယ်ဗျ เนาะဝစ်လေပြီဝစ်လေပြီဘောကဟိုဘောကမကူးกว่าဘောကကျွန်တော်ပြောပါလေနေ့တိုင်းလည်းကျွန်တော်ပြောပါဝစ်ဆိုတာဒါချက်ချင်းပြန်လေတာเนาะအခုတော့အတုံးလုံးသေးတယ်ဟိုဒန်ရရှိတယ်များတယ်ဒါဘယ်လောက်သေးတယ်ဘယ်လောက်ဒန်ရရတယ်ဆိုတော့ကျွန်တော်မသိသေးဘူးသိရင်တော့အပေါ့တင်ပြပေးမယ်တိကျတယ်ငေါ့ပြန်ပြောပေးဟုတ်ကဲ့တိကျတယ်ပြန်ပြောဟုတ်ဒီတစ်ခါကျတော့ကျွန်တော်အပေါ့ကိုဆက်လက်ပြီးတော့တင်ပြမင်းရဲ့တရင်ကတော့ကျွန်တော်ရပါကတိုင်းမှုတိုင်းမှုရဲ့ PSO 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 အကြောင်းပေါ့ဒါသူဆရာတစ်ပည့်ပေါ့ဆရာတစ်ပည့်ဟုတ်ပြီဟုတ်ပြီဟုတ်ပြီအဲ့အကြောင်းလေးကိုကျွန်တော်ပြောလိုက်အဲ့အကြောင်းလေးကိုကျွန်တော်ပြောပြမယ်နော် ဒါတော့ဗာလဲဆိုကျွန်တော်ဒီရှမ်းပြည်နယ်တောင်ပိုင်းเนาะတောင်ကြီးမြို့နယ်အခြေဆိုင်ကျွန်တော်အရှိအရှိပိုင်းတိုင်းစစ်ဌာနချုပ်ရပခါပေါ့เนาะတိုင်းမူအဲ့တိုင်းမူရဲ့ကျွန်တော်တပည့်တပည့်လို့ပြောရမှာပေါ့ဗျာเนาะကိုရေးအရာရှိဟုတ်ပြီအဲ့ PSO ဟာတဲ့เนาะကျွန်တော်ဟိုဟာနာမည်တော့မပြောတော့ပါဘူးပါเนาะဒါဗာလဲသိပါတယ်ဒီကောင်ဒီကောင်ဒီကောင်ညောင်းငါသိပြီလားဟုတ်ကဲ့အရင်အခုအခုလက်ရှိကျွန်တော်ဒီရပခါတိုင်းမူလုံနေတယ်ကျွန်တိုင်းမူအဲ့တိုင်းမူကအရင်ဟိုဟာဒီတိုင်းမူမြေကတိုင်းမူဆိုတာဟိုဟိုဟာဒီငါတို့တူ အုတ်ချုပ်နေတဲ့တိုင်းထဲမှာမူးနေတာလားမဟုတ်ဘူးလေဒီဒီရပတ်ကအရှိပိုင်းတိုင်းကိုတခုအုတ်ချုပ်ထားတာအုတ်ချုပ်ထားတာအဲ့လိုပြောလေသူကအကြီးဆုံးပဲအဲ့ဒီကျွန်တော်တို့ဘယ်ပြောမလဲတိုင်းမှုပါတဲ့ဒီတိုင်းမှုဘဝမရောက်ခင်ကသူကအရင်ကဗမာတာဝန်ကျလဲဆိုဒီရက်ဆောင်မျိုးမှာရှိတယ်ကျွန်တော်တို့ဘာသူတင်တာ ဟုတ်ပြီเนาะဘာလို့ရက်ဆောက်ကဟုတ်တယ်ဟုတ်ရက်ဆောက်ကဘာလို့တင်တန်းကြောင်းကကြောင်းဆရာကြီးဖြစ်ဆိုတောင်ဝင်ထမ်းဆောင်ခဲ့လို့သိရတယ်ဟုတ်ပြီဟုတ်ပြီเนาะအဲပြောချင်တာကအဲ့တိုင်းမှုရဲ့ကိုရေးအရာရှိချန်ပီယံကတောင်ပိုင်းဟုတ်ကဲ့ကိုရေးအရာရှိဖြစ်သူ PSO ပေါ့เนาะအဲ PSO ဘိုးကြီးอ่ะတဲ့ဟိုတရားမဝင်ကုန်ပစ္စည်းကြီးတင်တယ်ကားပေါ်မှာเนาะကားတွေနဲ့ကျွန်တော်တို့တရားမဝင်ကုန်ပစ္စည်းတွေတင်တဲ့အတွက်ကြောင့်ငွေကြေးပြီးတော့ကိုယ်တိုင်းဘာလဲဘာပြောနေပါဦးဟိုပြောမယ်ငွေကြေးအရှုပ်ရှင်းပေါ့ဗျာအရှုပ်ရှင်းနေမှာပါဝင်နေမှုတွေကြောင့်เนาะဖန်းစည်းခံရတယ်ဆိုတာကိုကျွန်တော်တို့သိရတယ်ပေါ့ နော်ဒါကတော့တိုင်းမျိုးကိုဖမ်းတာမဟုတ်ဘူး PSO ကိုဖမ်းတာဘယ် PSO ဖမ်းတာဟုတ်ကဲ့အဲ့ဒါဆိုရင်တော့မင်းသားတော့ငါသိတယ်ကွာသူ့ကိုကြွေးခံရတာ IPSO ပါဟောပြောမလို့ဒါ PSO ဆိုတာတိုင်းမျိုးရဲ့ဒါဟိုကိုရေးရာရှိဆိုတာသူခိုင်းလို့ PSO ကလောက်ရတယ်ပုံစံသူ့ကိုကြွေးခံရတာဘာလို့သူ့ကိုကြွေးခံရလဲဆိုငါတို့နဲ့အင်းနီနာချင်းမှာရှိတယ်အဲဒူဝင်ကြီးတို့ဝင်ကြီးတို့ဘာတို့ကလည်းအဲသူတို့အကြောင်းအကြောင်းကြောင်းပေါ့နော်ဟိုဘက်အဖွဲ့တွေမတရားအဖွဲ့တွေဘာတွေနဲ့ဆက်သွယ်လို့လက်စားတာလို့ဆိုပြီးတော့အခု ယာရုကနေနှုတ်ထွက်တယ်ဟုတ်ကဲ့အဲ့တဲ့တင်တွေကိုအမေရိကန်သိသွားပြီအမေရိကန်သိသွားတော့ဒီဘက်ကနေဥစားဖြစ်မှဆိုလို့တိုင်းမူကနေပြီးသူ့ရဲ့ PSO ကိုထိုးကျွေးလိုက်တာပဲအော်ဟုတ်ပါပြီအဲ့တော့ဒီ PSO ကတော့လောလောဆယ်မှာတော့သူကသူ့ကိုတက်ထားတဲ့ပုံမှန်တွေကဘာကြီးလဲဆိုရင်တော့ကျွန်တော်တရားမဝင်ကုန်စည်များကားများပေါ်မှာတဲ့ငွေကြေးရယူမှုပေါ့နော်ငွေကြေးလဲသွားလုပ်မှုပြီးတော့ကိုယ်တိုင်ပါဝင်မှုတွေကြောင့်တဲ့ဖန်ဆီးထားတယ်ပေါ့နော်ဖန်ဆီးစစ်ဆေးနေတယ်ဒါကတော့ဒါဟို တိုင်မှုရဲ့လိုရက်ကို तू ကခေါင်းခံလိုက်တဲ့သူ့ရဲ့သဘောပေါ့။ဒါပါဒါပါဒါပါ။အဲ့ဒီပုံစံဖြစ်လိမ့်မယ်။ तू ကလည်းအဖမ်းခံတယ်လို့ပြောတော့ထောင်ထဲမှာရှိမှာမဟုတ်တာ။ဟုတ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်။ထောင်ထဲမှာရှိမှာမဟုတ်တာ။အပြင်ပါလေနေရမှာပေါ့။မင်းတို့ထောင်ထဲမှာကွာ။ဟုတ်။ဒါကငါဒါငါတို့လုံနေကြကွာ။ဟုတ်ကဲ့ပါ။ငါတို့ငါတို့ငါတို့လုံနေလုံလုံလုံနီး။မှန်တယ်။အင်းဒီကကြတော့ပါ။ဒီကကြတော့စကိုင်းဘောက်သွားလိုက်အောင်။စကိုင်းဟုတ်။ပါလေပါလေ။ဘာစီကိုထုံးနေတာ။ ွေငါမရှိဘူးလို့ပြောငါမရှိဘူးလို့ပြောတာဟုတ်လားငါမရှိဘူးလို့ပြောတာဟုတ်လားမင်းမင်းအဲ့ဒုတွေထားတယ်ဟုတ်လားငါခေါ်လာတာလေဟုတ်တယ်ဒုတွေရေးတော့လွတ်ပေးလိုက်သေးတယ်ဘာဘာဘာကျွန်တော်ညဘာလို့လုပ်ပေးလိုက်တာလဲအဘကိုလုပ်ဖို့ဘောဘာလို့လုပ်ဘာလို့ကာဝယ်ဆောင်ရှောက်ဖို့အဘကိုကာဝယ်ဆောင်ရှောက်ဖို့လုံကြုံရေးတွေငားလာတာကျွန်တော်ပြောထားတယ်လေဘာရဲ့အဘရဲ့လုံကြုံရေးကိုကာဝယ်ဆောင်ရှောက်ဖို့တော့ तू ကလူသွားငားတာနောက်တော့ထက်လုံထက်လုံမှာစိုးလို့ကျွန်တော်တနေ့တသောက်ခေါ်လာတာအဘကိုလုံချံမှုမဟုတ်ဘူး ဘာလို့ကြောင်မို့ကျင်းတည်တယ်တော့ဟုတ်တယ်ဘာလို့ကျွန်တော်လူသွားစုလာတာ ဘာရဲ့ဒီခန္ဓာကိုအမင်းအမခံမလားအမခံဘာရဲ့ဒီခန္ဓာကိုကြီးနဲ့ကြောက်တတ်တာဗျာဟုတ်တယ်ဆိုးလို့ကပြုံးတိုင်းဆိုတော့ကမင်းရတယ်ကျွန်တော်ပြောမယ်ဘာလို့တုံးရောက်သေးလဲကွာအခုကလောလောဆယ်ရလာတဲ့လူတွေကိုတနေ့တစ်တောင်းနဲ့ငါခေါ်လာခဲ့တယ်ကွာနော်အဲနောက်ရက်ကျတော့ရန်ကုန်ကျူးကြီးတွေရောက်တရကျွန်တော်ငှားရတယ်အဲသူတို့ကပတ်စံမယူဘူးဟာရန်ကုန်ကျူးကြီးတွေခေါ်စရာလားရန်ကုန်ကနေပြီးတော့နောက်လူငယ်လေးတွေကိုကျွန်တော်စုပြီးတော့ဟုတ်သားนี่จะมาเปิดมิจิเปียวตางไหนเปียวเราจนตบบ่พี่อะกูขอละเลยหลูเนี่ยอะบ่าตัดโหเด้ถูกพี่

မလူမမမလာဟုတ်ရဲ့လားအာပြီးအောင်ငါလူမမမတို့ဘယ်လိုမောရမှာလဲမဟုတ်ဘူးအဘမောတာလူငယ်မောမောတာမျိုးဖြစ်နေလူငယ်လေးလို့ဖြစ်နေလူငယ်လေးလို့ဖြစ်ရမှာလူကြီးလို့မဟုတ်လူငယ်လေးလို့မောနေလို့အဲ့ဒါတော့နော်အဲ့တော့ဆက်လက်ပြီးတော့ကျွန်တော်ဟုတ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 ် ဟုတ်ရင်ရတော့မြင်းနဲ့တော့နှစ်တိုင်းကပ်ပေးမယ်ခုနှစ်လုံးလုံးကပ်ပေးမယ်နော်ဟာမိကတော့နှင်းလေးနဲ့တော့ဒီကနှင်းလေးတွေပုံပြီးတပ်ပုံလေးရှိဟာမိကကိုပေးတယ်လို့ကောင်ပြောနေတာလားဟုတ်လေခုနှစ်လုံးလုံးကျွန်တော်ကဒါလေးတွေတိုက်မယ်ဒါကိုပြောတာပါဟုတ်နော်အဲ့တော့ခုနကပြောခဲ့တဲ့ဟိုပါဘောတင်းလေးဆက်လိုက်အောင်ဟုတ်ပြီအော်ဒီစကိုင်းတိုင်းပေါ့နော်စကိုင်းတိုင်းကျွန်တော်ဝက်လက်နဲ့ကျွန်တော်အရာတော်မြို့နယ်အဆက် အဲအဲ့နှစ်မျိုးကိုဘာပြောမလဲဝက်လက်ကိုချက်ရင်ဘာလို့အချိုပဲချက်လေအဆက်မချက်နိုင်လေကွာမြေရွာထဲ့ပြောရွာထဲ့ပြောငါဘာငါမလားနော်တန့်လေငါမလားမင်းမင်းမင်းပြောတာဘာလဲဝက်စတူးချက်တော့ပြောမဟုတ်ဒီဝက်လက်ရွာအော်မတူဘူးစကိုင်းတိုင်းမှာစကိုင်းတိုင်းမှာမင်းငါတို့ရဲဘော်တွေကိုကျွေးဖို့ဝတ်သားချက်တာလားလူငါ့ပဲတန်လို့လားရဲဘော်တွေကျွေးအောင်ဒီကောင်ကြီးကွာမင်းဒီကောင်ကြီးကမင်းပြည်သူတွေအိမ်တွေကိုမင်းရှို့တယ်ဓမြတိုက်တယ်အဲ့လိုတော့မတက် ပြောင်း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 မေးကြည့်တာပါပြောင်းမိဒီဘက်လာပါငါရိုက်လို့ရအောင်အဲ့တော့တမန်ဒီဘက်ပဲဒီဝက်လက်ရွာဝက်လက်ရွာနဲ့ကျွန်တော်အရာတော်မြို့နယ်အဆက်အဲ့အဆက်မှာမရှိလေဆိုကျွန်တော်စစ်ကြောင်းထိုးနေတယ်ကျွန်တော်ရဲ့ဆက်ကမှစစ်စစ်တပ်ပေါ့နော်အဲ့စစ်တပ်ကိုတော်လန်ရေးတွေကကြားပြတ်ပြီးအနာတက်တယ်ဆိုတဲ့သတင်းလေးကိုပြောပြမယ်အဲ့သတင်းလေးကိုပြောချင်နေတာနော်အဲ့ဒါတော့အော်တိုဘာ22ရက်နေ့မှာတဲ့ကျွန်တော်သခိုင်းမြို့နယ်ကျွန်တော်ဝက်လက်မြို့နယ်နဲ့အရာတော်မြို့နယ်အဆက်ကိုတဲ့ စစ်ကြောင်းထိုးလာတယ်ကျွန်တော်တို့ရဲ့ဟိုစကမှဟိုစစ်တက်ပေါ့နော်အဲ့စစ်တက်ကတဲ့ចောင်းကုန်းရွာမှာဒီစစ်သားများနဲ့ပြူစောတိများပူပူပေါင်းထားတယ်ပြူပြောင်းမှုပူပေါင်းပူပေါင်းနော်ပူပေါင်းထားတဲ့ကျွန်တော်ရဲ့စစ်ကြောင်းကိုတော်လန်ရင်တက်ဖွဲ့တွေကကြားပြတ်ပြီးတော့ဒီကောင်ခေါ်တာဟုတ်စားနော်ပြူလေပြူလေနော်တော်လန်ရင်တက်တွေကကျွန်တော်ကြားပြတ်ပြီးကျွန်တော်အနားတက်တယ်ဆိုတဲ့သတင်းလေးဖြစ်ပါတယ်ဟောထိုးတိုက်ပွဲအတွင်းမှာတဲ့ကျွန်တော်ရဲ့အချမ်းဘတ်စစ်တက်ကနော်ဟုတ်ပေါ့ကျွန်တော်ရဲ့စတန်ဒတ်စတန်ဒတ်စစ်တက်ရိုက်တယ်နော်တည်တော့မယ်နော်စတန်ဒတ်စစ်တက်မဟုတ်ပြည်သေးဘူးနော်ဟုတ်ကဲ့ အဲ့ကျွန်တော်ရဲ့စီ standard စစ်တက်ရှိရာစစ်ကြောင်းကိုနော်ဒီတော်လိုင်းတက်တွေက RPG နဲ့ကြောက်ပောက်ခွဲတော့ရော RPG ထုလိုက်တယ်ဒုံးထုလိုက်တော့အဲ့ RPG ကကျွန်တော်ရဲ့စစ်ကြောင်းကိုလာထိခိုက်တယ်ကြောက်ပောက်ခွဲတယ်နော်အဲ့လိုပောက်ခွဲတဲ့အတွက်ကြောင့်တဲ့ကျွန်တော်တို့ရဲ့စားကားမှစစ်သားရဲ့ကျွန်တော်ထိခိုက်မှုများပြားကြောင်းသိရပါတယ်ဗျ။များပါပါနော်။ RPG ပောက်ခွဲတော့မတို့ဘက်ကလူတွေကစင်ကြရားနဲ့ပြေးတာမြောက်ပွဲဖြစ်နေတာပေါ့။ဟုတ်တယ်ဗျ။နော်လက်ရှိအချိန်မှသူဘာဖြစ်နေလဲဆိုရင်တဲ့ကျွန်တော်တို့ရဲ့အကြမ်းဖက်ဟိုစားကားမှစစ်တက်ကတဲ့စစ်ကြောင်းကိုအဲ့စစ်ကြောင်းကဖွဲ့စည်းပုံပြတ်သွားတယ် ခွဲစည်းပုံပြတ်သွားပြီဆိုတော့ဒီတို့ညောင်းနေပင်စည်းဝေးဝေးငါတို့ထက်ပြီးတော့ငါတို့ခော့ပြီးတော့ငါတို့ဒီ2008ဖွဲ့စည်းပုံကြီးကိုငါတို့မလုပ်တော့ပဲအခု2025ဖွဲ့စည်းပုံကိုငါတို့ပြန်လုပ်ရတော့မှာပေါ့နော်အဲ့ဒါကစာအုပ်အစိမ်းစာအုပ်အစိမ်းရတာဖွဲ့စည်းပုံကပြတ်တာကြာပြီအခုမှမဟုတ်ဘူးစရေးဆွဲတဲ့ကပြတ်သွားပြီအခုပြတ်တယ်ဆိုတာကကျွန်တော်စစ်ကြောင်းရဲ့ဖွဲ့စည်းပုံပြတ်တာ ကစင်ကရဖြစ်လာကစင်ကရဖြစ်သွားတာသူတို့ထိန်းကုန်မဲ့အရာရှိတွေလည်းမရှိတော့ဘူးကစင်ကရအကုန်ကိုပြေးတီပြေးပြေးတော့အဲ့လိုမျိုးစင်ကြောင်းပြတ်သွားတာအရာရှိတွေရှိတော့ရောထိန်းကုန်လို့ရလို့လားမရဘူးလေအခုလည်းမရဘူးနော်အဲ့ဒါလေးလည်းမလို့ထည့်ပြောဟုတ်ပါပြီအဲ့ဖွဲ့စည်းပုံပြတ်ပြီးတော့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ကျွန်တော် နောက်ကိုပြန်ဆုတ်ခွာပြေးရတာပေါ့နော်အဲ့လိုပြေးမှာဂျားထဲမှာလိုက်ပြီးတော့တော်လိုင်းတက်တယ်လိုက်လံမျိုးကျွန်တော်လက်လက်ငယ်နေတယ်ပြစ်ခတ်တဲ့နေရာမှာနှစ်ဦးတိတ်ဆုံးတယ်နော်နှစ်ဦးလောက်တိတ်ဆုံးတယ်ပေါ့နော်ဒါကတော့ခုနက RPG နဲ့ငါတို့ဘက်ကပဲဟုတ်တယ်လေကျွန်တော်ဘက်ကပဲ RPG နဲ့ထူတာတေးတာတော့မပါသေးဘူးပေါ့နော်ဒါနောက်ကိုပြန်ဆုတ်တဲ့ချိန်မှာဒါတော်လိုင်းတက်တယ်လိုက်ပြစ်တဲ့ခါမှာနော်နှစ်ဦးတိတ်ဆုံးနိုင်တယ်ပြီးတော့ခုနက်ဦးပြင်းထန်သွားဒဏ်ရာရရှိတယ်ကိုသိရပါတယ်ဗျ ဒီငါတို့ဒဏ်ရာရတဲ့လူတွေတို့တော့မကြကြနာနာအောင်တော့မင်းသူတို့နောက်တန်းပြန်ဖို့နဲ့စိတ်မကူပေးနဲ့ဟုတ်ပါအသိရကြီးကဘာလို့စေတနာကျွန်တော်ပေါ့တယ်ရွေးပြောနေတာမင်းတို့ရွေးပြောနေတာနောက်တန်းပြန်ခေါ်ရင်ငါတို့စီဖို့ကုန်တယ်ကွာစိတ်ကူပေးရင်လည်းငါတို့စိတ်မှမရှိတာဟုတ်ကဲ့ဟုတ်ကဲ့ပါတော့အာဆက်လက်ပြီးတော့အပေါ့ကျွန်တော်တင်ပြပေးမယ့်သတင်းလေးရှိသေးတယ်ဟုတ်ပြီအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကအုတ်ကြီးတို့ရဲ့အရှုပ်တော်ဘုံလို့ပြောရတော့မှာပဲနော်ဘာနော်ဟာဒီလိုနေလဲကွာဒီရက်ွက်ထရေအုတ်ကြီးတွေမျိုးနေရအုတ်ချုံရမှုတွေအကုန်လုံးငါပြောထားတယ်ဟုတ်ကဲ့ မင်းတို့လုတ်ပိုင်ငွေနဲ့တစ်ချက်ဖိုးပြီးတထောင်ဖိုးမသုံးနဲ့လို့ဒီကောင်တွေပြောတာဒီကောင်တွေကပြောတာပြောနော်မင်းတို့အရာရှိတွေတော့မဒီကောင်တွေကတနေ့တနေ့ဝင်ငွေကကောင်းနေတယ်နော်ဟုတ်ကဲ့ပါအခုကျွန်တော်အုတ်ကြီးရဲ့အရှုပ်တော်ပုံစံအကြောင်းအရာကျွန်တော်ဖတ်ပြမယ်အဲ့ဒါဘာမှဖြစ်တာလဲဆိုတော့ဟိုရန်ကုန်ပေါ့ရန်ကုန်တာကိရမှာဖြစ်တာနော်တာကိရမှာငါချားဘူးသူလိုပဲဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါအိုးသဘောပေါက်ပြီဘာနဲ့ကျွန်တော်နဲ့ဒူတီခဲ့ဘူးလေဟေးဟေးနော်အဲ့မိချောင်းကမှာဘာလို့မိချောင်းမွေးတာလဲအဲအဲအဲမိချောင်းက အဲ့မှာတာဝန်ကြတာလို့ပြောတာ။ဦးကျောင်းကံပေးနာမှာဒီကွန်းရရောင်းတာဒီ။ဟုတ်တယ်ဟုတ်တယ်။အဲ့တော့ကဘာအတွင်းနဲ့။လာပြီးတော့ပန်းဖြစ်။အဲ့ဒီကျောင်းကံမလာဘူးပန်းဖြစ်ပြရတာ။ဟိုတချို့ရှိတယ်ဗျအခန်းလေးငားတာလေ။ဟေ့ဟာဟေ့ဟာပါဇက်ဖိတ်ထားလေးတော့ပါဇက်ဖိတ်ထားလေးတော့။အဲ့တော့ကျွန်တော်ပါဇက်ဖွင့်လို့ရပြီ။ရပြီမင်းဖွင့်လိုက်ပါဇက်ဟာဖန်။အဲသွားနေတိတ်မကောင်းတော့။တိတ်မစားနဲ့တော့။ဟုတ်ပါဘူး။ဟုတ်ဟိုတရင်ပြောလို့ရပြီလားလို့ပြောတာ။အေးပြောပြောပြော။အဲ့ဒါကကျွန်တော်တို့ဖြစ်တာကတော့တာဂိတမာတဲ့အသက်20နှစ်အရွယ်ကျွန်တော်တို့မောင်ကျော်တပ်ပိုင်ကိုတဲ့။ အမှတ်၉ရက်ကအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကပေါ်တာဆွဲပြီးတော့ဖမ်းဆီးတယ်။အဲ့လိုဖမ်းဆီးပြီးတော့ငွေ125သိန်းပြည့်ကျွန်တော်တို့စစ်မှုထမ်းလူစားထိုးဖြင့်ရောင်းစားမှုကျွန်တော်အချိန်မီကယ်တင်လိုက်နိုင်တယ်ဆိုတဲ့သတင်းလေးကိုပြောပြမယ်။ကောင်းလေတော့အချိန်မီမလို့ဒီတော့မလို့တက်မလို့ကြီးလိုမျိုးပဲနော်ဒီတိုင်းပြည်ကြီးကနေတော့ကြောက်တော့လက်နှလုံးလောက်ကြဖို့အလိုမှာဆွဲတင်လိုက်တယ်လို့မျိုးပဲဒီအခုဒီကောင်လေးကိုလည်းကတော့ဒီပေါ်တာပါဝါမဲ့ဥစ္စာကို သူမိဘတွေဆီကပတ်ဆက်ယူပြီးငါတို့ကဲတင်လိုက်တာဟေ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 ာပါပြီတိကျတယ်နော်ဟောပါပြီတိကျတယ်အဲ့ဒါအဲ့ဒါလေးကိုကျွန်တော်ဟိုဟာလေးအကြောင်းစုံလေးပြောပြမယ်နော်ကြောင်းစုံကိုတခေါင်လေရောက်လာပါပဲကိုပြမောင်ဤတန်းယုံမတောင်ကြီးစခန်းတာဂေတမြို့မှာယုံမယုံမယုံမလိုက်ပါမယ်ရတာရဆွဲလှုပ်တော့လာမယ်ယုံမနဲ့တာဂေတနဲ့ဘာမှမဆိုင်ဘူးဟာရှင်တော့လည်းမီတာဂေတဆိုတာမင်းတပူယုံမနဲ့ဆက်နေတာဟုတ်ပြီဟုတ်ပြီဟင်းမကတောင်တန်းနဲ့အဆက်မှာဟင်းမကတောင်တန်းနဲ့ဆက်နေတာ တာကိရနဲ့ဒီဘကိုးယုံမာကြီးကဘလို့သွားဆက်တာလဲဟုတ်ပါဘာတာကိတာကိမင်းပြီးနောက်နောက်နောက်ဒီစင်ချီယာတို့အခုဒီဥစ္စာတွေတော်တော်ကောင်းရှိတယ်လေဟာဟုတ်ကဲ့ဟုတ်ကဲ့အမအတမိုင်းနဲ့ပြီးတာကျွန်တော်သိတယ်တမိုင်းနဲ့ပြီးတာဒီဘကဒီဘကအုတ်ချင်းမှာငါအမျိုးသမီးနေတာဟာဟုတ်ကဲ့တခါနဲ့ကြောက်ပြီးတာအဲ့တော့ကျွန်တော်အင်္ဂလိပ်ပြောရမယ်မင်းဥတန်းရွှေဘာတမိုင်းနဲ့ပြီးတာ ဟုတ်ကဲ့ကျွန်တော်ပြောမယ်ပါတယ်ကျွန်တော်ရည်ချင်အောင်မလုပ်နဲ့အဲ့တော့ဒီခုနကဒီပေါ်တာဆွဲခံရတဲ့မောင်ကျော်တက်ပိုင်းနော်အဲ့မောင်ကျော်တက်ပိုင်းကိုတဲ့နော်ကျွန်တော်လူစားတို့ပြည့်ကျွန်တော်ရောင်းချလက်ဟိုပါပေါ့ဟိုပြူပါပေါ့အုတ်ချုပ်ရင်မှုပေါ့အုတ်ချုပ်ရင်မှုကတော့ရန်ကုန်မြို့မှာရှိတဲ့ကျွန်တော်ကိုရဲကွာမှာရှိတဲ့အုတ်ချုပ်ရင်မှုကရောင်းချတယ်ဘယ်ကိုရောင်းလာလဲဆိုတော့ကျွန်တော်တို့ကဒီဟိုပါပေါ့ဟိုနယ်မြို့လေးတစ်မြို့ပေါ့ကျွန်တော်တို့ကြုံပြောကြုံပြောကြုံလို့ပြောတာလားသူကဒီတိုင်းဂျိုးတန်းတန်းပြောတာလား မဟုတ်ဘူးညို့ထဲ့ပြောငါကဘာကြုံရောမြို့အေးနော်အဲ့လိုပြောလို့ပါမိကြုံလို့ပြောလို့ဆိုတော့ငါတို့သွားတဲ့တမီးလေးတွေနဲ့နေရလားလို့ငါဟုတ်ပါပြီကျွန်တော်ဖတ်ပြမယ်ဒီကြော်တဒီကြော်တမဆူးနော်မင်းဒီစာရုပ်ကုန်ပြီကျွန်တော်လည်းတွေ့ရလှုပ်လာတာဗျာနော်ဘာလဲတွေ့ရတွေ့ရလှုပ်လာနော်အဲ့လိုခွန်းလိုက်ဒီကကျတော့မနောက်နဲ့အေးဖို့မဟုတ်ဘူးနော်ပြီးတယ်လို့ပြောဖြစ်နေရတယ်ဟုတ်ပါပါပြီးတယ် ်ပြီးတယ်ကျွန်တော်ဒါလေးပဲသုံးပါဒီဘာလို့ဒါလေးပဲသုံးပါဘောဝင်နေဒါတင်းကိုဒါအမီကျွန်တော်ကလောက်ရတဲ့ခါကျတော့ခုနပြောတဲ့တင်းကဘယ်ရောက်မှမသိဘူးကြုံပြော်ရောက်တယ်ကြုံပြော်ရောက်နေပြီအဲ့ဒီကျွန်တော်ပေါ်တာဆွဲခံရတဲ့ဒီကြော်ကျော်တပ်ပိုင်လေးဟိုတဲ့ကျွန်တော်တို့ဒီနော်ရောင်းစားတာမိဘသိသွားရောအဲ့သူ့မိဘကြီးသိတဲ့ခါမှာအဲ့သူ့ရဲ့မိဘနေတဲ့သူကျဆိုင်ရပေါ့သူ့မိဘကြီးကခေသူမဟုတ်လောက်ဘူးခေသူတော့မဖြစ်နိုင်ဘူးသူရဲ့ဟိုဘောခေသူမဟုတ်တော့အဲဘာလို့ဥစားလဲနော်ဘာဘာဥစားလဲဟိုဟာဥသိမ့်နိုင်ကြီးပြောသူတို့ မောင်ငယ်မောင်ငယ်ကခေသူမဟုတ်အဲ့လိုပုံတယ်ဘာလို့ခေသူမဟုတ်အဲ့မိဘတွေကတဲ့ဆန်ရပိုင်ရတွေနဲ့လိုက်တာပေါ့ ဆိုင်ရပိုင်ရဆိုတော့ဒါအတွင်း38မိနစ်အပြင်38မိနစ်မှာပေါ့။ပြရသမားတို့မင်းညီနေပြရသမားတို့ကြောင်း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 တပောင်လေးပါခေါက်လာခေါက်လာခေါက်လာဆိုင်ရပိုင်ရဆိုအဘလို့လို့ဒီပုံမှုပုံချုပ်တီးဖြစ်မှာပေါ့။အော်ရရအဲ့ပုံမှုပုံချုပ်တီးနဲ့ဆိုင်ရပိုင်ရလဲလိုက်တဲ့အခါမှာအဲ့ကလေးကိုကမသွားတွေ့လဲဆိုတော့ဂျုံပြောင်မျိုးမှာပြန်တွေ့ရဲ့။အော်ဂျုံပြောင်မှာပြန်တွေ့ဂျုံပြောင်မှာပြန်တွေ့တဲ့အခါကျတော့ဒါလည်းသူလည်းဟိုခေါ်သွားတာသူ့ရဲ့အကောင်ကြီးကြီးတော့တော့သူ့မှာပါလိမ့်မယ်။အဲ့တော့အဲ့ကလေးကိုသူကပြန်ခေါ်လာလို့ရတယ်။ပြန်ခေါ်လာလို့ရတယ်။နော်ရတော့ဘာဖြစ်လဲဆိုတော့ဟိုဘက်ကကြီးပေးလဲရတယ်125သိန်းဆိုတာဘယ်ကပေးလဲရတယ်ဆိုတော့အဲ့125သိန်းနဲ့ဝယ်တာကဂျုံပြောင်က အုတ်ကြီးအော်အုတ်ကြီးကဒီတာဂီရာအုတ်ကြီးရှိရနေဝဲတာတာဂီရာကိုရကောကအုတ်ကြီးရှိရနေပြီးတော့ကြုံပြောကအုတ်ကြီးရနေဝဲတာဝဲတာဝဲတဲ့ခါကျတော့အဲ့ကလေးကဟိုကလေးရဲ့မိဘတွေကပြန်လိုက်တဲ့ခါမှာမိဘတွေရှိလက်ထဲကိုပြန်ရောက်သွားတယ်ပြန်ရောက်သွားတော့အဲ့ပတ်စံ125သိန်းကအဲ့ကြုံပြောကအုတ်ကြီးကဆုံးရှုံးသွားပါတယ်တဲ့နော်အော်ဆုံးရှုံးသွားတယ်လေဒါပါလေမင်းသိလားအဲ့ဒါပါလေသိလားပြောပြောလေးပါဟိုဒီကောင်တွေကလေဝစ်လေတာလည်းမဟုတ်တော့ဝစ်လေတာလည်းမဟုတ်တော့ဟုတ်ဒါက ပြည်သူတွေရှိရမတထားရတာတထားရတာစားပြီးတော့ရတာတဲ့ပတ်စံတွေလေဟုတ်ကဲ့ဆုံးရှုံးတော့တော့နေသေးတယ်ဟုတ်ကဲ့အိုက်ကဲဆိုရင်းကဲဆိုပေါ့နော်ဒီအသက်27နှစ်ရွယ်လူငယ်လေးကိုဖမ်းဆီးပြီးစစ်မှုထမ်းလူစားတို့ဖြင့်ငွေကြက်ကျွန်တော်125သိန်းပြင်ရောင်းစားခဲ့တော့တဲ့တာဂေတာမျိုးနဲ့ကျွန်တော်အမှတ်6ရက်ကွက်အုတ်ချုပ်ရေးမှုနဲ့အဖွဲ့ကိုတာဂေတာမျိုးနဲ့အမှတ်1ရဲစခန်းနဲ့အမှုပွင့်လှစ်လိုက်ကြောင်းသိရပါတယ်ဗျဟာသွားပြီးဂျုံပြောဟန်နေလာပြီးတော့တာဂေတာမလာပြီးတော့ဟုတ်ပြီဆရာကွက်ဆရာကွက်စခန်းမှာပေါ့ လာရတယ်ရေစကဆရာဘတ်စကမှာဘာနေကြနေရလဲဖေရမစပိတ်ကမစပိတ်ကမစပိတ်ထားလိုက်တော့ဒါပိတ်လို့မရဘူးတန်းကလေးပိတ်လို့မရဘူးအခုကသူပြောတယ်လေတန်းကလေးလည်းရောက်သွားပြီကသူပြောတယ်လေရောက်တာတန်းကလေးပြောချင်တာကတော့ဘာလဲဟိုဥဒါရဒုတိယဓာတ်ရင်းနဲ့လာပြီလားလာပြီအောက်မှာစောင့်နေဘာကိုတတ်ဖို့လေမဟုတ်ဘူးဘာကိုစောင့်ရှောက်ဖို့လေဘာကိုကာဝယ်ဖို့ဟောတန်းကလေးပြောချင်တာလောင်းလုံးအเจ้าဆုံးကိုလောင်းလုံးကနေပြောလောင်းလေပုံနဲ့လောင်းလုံးလောင်းလုံးနော် အော်တိုဘလာ21ရက်နေ့ညနေ9:00နာရီကျော်ခန့်ပေါ့နော်ကျွန်တော်တို့အချမ်းဘတ်စစ်တပ်ကစစ်သင်္ဘောတွေနဲ့လိုက်ပါလာစစ်သင်္ဘောတွေနဲ့လိုက်လာပါလာတာအင်အား100ကျော်ပါတယ်ဗျ100နော်အဲ့ဒီစစ်ကြောင်းလောင်းလုံမျိုးနဲ့ကရင်ကြီးရွာကိုစစ်ကြောင်း ထိုးဝင်လာကရင်ကြီးဆိုကရင်လေးရောရှိလို့လားရှိတယ်ဗျကရင်လေးလက်ဝိတ်ထိုးတယ်လေလက်ဝိတ်ထိုးလားမြင်လာဒီကထိုးလာဖောင်းဖောင်းဖောင်းဗောတိုင်တိုင်တိုင်ဆိုမဲ့လို့ထိဘာဒီပြောလဲကရင်ကြီးရွာရွာမိရွာမထဲမပြောတာရွာထဲပြောပါတယ်ကွာငါလည်းထဲပြောပါတယ်ကိတော့ရွာကြောက်ကြီးပြေရွာကြောက်ကြီးပြေနေအသေးချောက်တယ်လေအေးကရင်ကရင်ရွာစစ်တောင်းထိုးဝင်လာတဲ့တပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရတယ် ထိုထိတွေ့တိုက်ပွဲတွေအကြမ်းဖက်စစ်တပ်ဘက်မှအထိနာခဲ့သောကြောင့်စစ်တမ်းနဲ့စစ်တမ်းနဲ့ငါခေါ်တဲ့ကောက်ပေါက်လေးလိုလို့စစ်တမ်းရဲ့အပွဲမှဟုတ်ဟုတ်ထိနာခဲ့သောကြောင့်စစ်သင်းမောင်းနဲ့ခလာရ104တက်ရင်းပါတဲ့စစ်သားများလက်နဲ့ကြီးနဲ့ကြေးရွာတွေကိုရန်တမ်းပစ်ခတ်ဒါသူတို့လုံပြီးပြူပါကောင်းတယ်ပြူပါကောင်းတယ်ပြူပါကောင်းတယ်နော်ရန်တမ်းပစ်ခတ်လျက်ရှိကြောင်းသိရထို့သောအကြမ်းဖက်စစ်တပ်ကြီးပစ်ခတ်မှုကြောင့်လက်ရှိချိန်တွင်တဲ့ကရင်ကြီးရွာမှာပြည်သူများပါဝင်အနီးနားရှိကြေးရွာများမှာထောင်နဲ့ချီသောပြည်သူများ ဘေးလို့ရထွက်ပြေးတိနေရတယ်မလားဟုတ်တယ်ပါဟုတ်ငိုတွေကနေဘာကြီးဒီလိုဒီလိုပဲထွက်ပြေးနေရတယ်တခါလဲပြီးတော့မင်းငေါ့ဇာချက်ပြီးငေါ့ပြောနေတယ်ဒါပေမဲ့အဆိုပါဂျမ်းမတ်စစ်တပ်စစ်ကြောင်းယနေ့အော်တိုဘာလ22ရက်နေ့အထိတော်လိုင်းရေးတပ်ဖွဲ့ကလိုက်လံတိုက်ခိုက်နေခြင်းကြောင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းတေးလန်းကွာအဲ့ကတေးတေးအဲ့မှာတေးဘလို့ဘာလို့ကိုလူကိုမင်းကပြေသန်းกว่าဟလားဟုတ်လေတိုက်ပွဲတွေဖြစ်ဖြစ်တယ်ဖြစ်နေတယ်လို့ဩမင်းအဲ့တော့ဝမ်းသာနေဟလားအေးမင်းတို့နှစ်ယောက်ငေါ့အဲ့ဘက်ကိုချက်ချက်ပြောတော့မင်းတို့နှစ်ယောက်ရှေ့တန်းလွတ်မှာတော့တယောက်ကိုရခိုင်လွတ်မယ်တယောက်ကိုဂရင်းလီကိုလွတ်မှာငါလွတ်လေလွတ်တဲ့နေရာလွတ်မှာ အလံလူထောင်အောင်ပဲဘာလို့ကဘာဘာဖြစ်နေလဲဆိုလူမိုက်ဆန်ဆန်နေဖြစ်လာပြီဒီကစစ်တပ်ကလူမိုက်ဆန်ဆန်နေဖြစ်လာပြီဘာဖြစ်လဲဆိုဖားကမြို့နေတဲ့လုံခင်းကြောက်ဝင်းနိုင်လူစုလူဝေးဖြစ်နေစီစစ်တပ်ကကားနဲ့ပတ်လာပြီးတော့တနက်တွေနဲ့လိုက်လံပစ်ခတ်နေတယ်။ဟာတိပြီးသွားပြီအဲ့ဒါမနေရညာဖြစ်တာ။ဟုတ်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 ငေါငေါငေါအောင်စပ်ပဲအမှန် တနက်နေ့နဲ့ပြစ်တော့ပြည်သူတွေကစင်ကရားနဲ့ထွက်ပြေးရတာဟုတ်တယ်တတိပီဝိုက်ပေါ့အတိပီဝိုက်အမိုက်ကဘာလဲဆိုအဲ့မှာလူစုလူဝေးနဲ့လုံနေတယ်ဒီနေရာတွေကဖားကန့်ဆိုတော့ကြောက်စိမ့်တွေပါထွက်တယ်လေအာဒီလေလုံခင်းမှာလုံခင်းမှာအဲ့လိုထွက်ပြေးတဲ့အခါကြံခဲ့တဲ့ပစ္စည်းတွေကိုဘယ်သူယူမလဲအဘတို့ဟာဒါအခွင့်အရေးပဲငါတို့ယူတာမဟုတ်ဘူးငါတို့ယူတာမဟုတ်အဲ့လိုရုံးနဲ့ထွက်ပြေးသွားလို့ကြံခဲ့တဲ့ပစ္စည်းတွေအကုန်လုံးကိုရက်ကွက်ကအုပ်ချုပ်မှုတွေပါတိမ့်ပြီးတော့အာငါတပြားစီအပ်မယ်အဲအဲ့မှာငါတပြားကဘယ်သူလဲအဘတို့လေဒါပဲမယင်းလိုက်တာဟုတ်လေမယင်းလိုက်တာတခိုးနဲ့ငါတပြားတူပဲဖေမယင်းလိုက်တာလို့လို့လို့ဒါကြောင့်ကလေး คลีคลีคลีอ่ะတော့ငါကဘာညာချက်မှငါဘုရားတော်တွေ့မယ်လေเนาะကလေးမြို့ကလေးမြို့ကလေးမြို့နော်ကလေးမြို့ကလေးကလေးမြို့ကလေးပြောတယ်သူကစကားမပူစကားမပီးတာ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 တောက်လည်းယူနေတော့မစုံနဲ့မစုံနဲ့တော့ဟုတ်ကလေးတမှုကံကောလမ်းပိုင်းမှာဗောနော်ကျွန်တော်စစ်တက်ကအင်အားလုံးကြီးဖြစ်စစ်ချောင်းထုံးနေ ပြည်သူတထောင်ကျော်ဘေးလွတ်ရာထွက်ပြေးတိတ်ရှောင်နေရပြီးစားနဲ့ရိတ်ခါများအရေးပေါ်လိုအပ်နေတယ်။ဟာဒါလုပ်ခဲ့ရမယ်စားလိုက်ရချပေးရမယ်နော်ပြည်သူ။ဟာဗျာပြည်သူတွေစားဖို့အတွက်ဘာလို့လုပ်ပေးမှာမဟုတ်ပါဘူးနိုင်ငံတကာကပဲစီစဉ်ရမယ်ဟုတ်လားတော်လိုက်တဲ့ဘက်တွေကပဲစီစဉ်ရမယ်ဒါတော့မှမျိုးမျိုးလိုက်ပိတ်နေတယ်။ဘာလို့တော့ဒါလွဲနေပြီလေဟုတ်တယ်နော်။ဟုတ်ပါငါတို့ကမလွဲဘူးငါတို့ရဲ့တားသမီးတွေနောင်လာနောင်သားတွေနောက်ဆယ်တဲ့စားလို့မကုန်မှတ်တာဟုတ်ကဲ့ပါဟုတ်ဘာလို့ပြန်သိဟန်မှာသိလားအပင်းအပင်းရှိုးရဲဆိုတာကြားဘူးလားအပင်းရှိုးတာဟုတ်တယ်အတူတူပဲလေအတူ အထူးတွေငေါ့မြန်မင်းကပါလေငေါ့ပြောရလားဟုတ်ပါဘူးပြည်သူလူရဲ့မြစ်တာတွေစုရှပြီးတော့တမျိုးလုံးကိုယောဂါနဲ့ကိုတေးရမှာဟုတ်ပါပြည့်တယ်တချို့တချို့တချို့လည်းမပြောနဲ့ငါလည်းမပြောနဲ့တချို့လည်းမပြောနဲ့ဒီကကြလားလာပြီးပြောတယ်เนาะအဖဟိုအယောဂောက်ပွဲကိစ္စတွေလာပြီးရွေးကောက်ပွဲဟုတ်ရွေးကောက်ပွဲမြန်မာနိုင်ငံတွေရဲ့စစ်တပ်ဤရွေးကောက်ပွဲကြောင့်ပုံမကြီးမားတော့မတည်ငြိမ်မှုများဖြစ်ပေါ်လာနိုင်ဟုဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီးကအာဆီယံအစည်းအဝေးတွေတတိပေးလိုက်တယ်လား ပညာရှိတွေပညာရှိတွေတုံးတက်နေပြီတုံးတက်နေပြီဗျဒီတုံးကိုတက်လိုက်တော့မလို့ဒီနောက်ထပ်ငါတို့ကဟိုငားနဲ့ပြန်ကတ်လိုက်ရင်ဒါဂျိုကာလေးထောက်လိုက်ဒေါင်းဂျိုကာလေးထောက်လိုက်ဒေါင်းလေးအရှေ့သမားဖဲသမားဘင်းအရက်ကြီးပဲတောင်းနေတာဟုတ်ဟုတ်ကျွန်တော်မားတာကျွန်တော်ဝင်ထောက်တာမားတာနော်ဒီကကြတော့ဘောနော်မြန်မာစစ်အုပ်စုဤအတုရောင်မြန်မာစကားစအီးဟုတ်ဟုတ်အုပ်စုတာမကြိုက်ဘူးဗျဘာအုပ်စုမကြိုက်ဘူးဟုတ်လေအုပ်စုတာမြန်မာ နိုင်ငံဒီသကသာဤအတူရောင်ရွေးကောက်ပွဲကိုအာဆီယံကပြက်ပြက်သားသားပယ်ချရန်တဲ့ဖိလစ်ပိုင်တရားရေးဝန်ကြီးဟောင်းကတောင်းဆိုတိုက်တွန်းနေတယ် right ဟောက်သွားပြီကွာသွားပြီသွားပြီအဲ့ဆိုငါတို့အာဆီယံ10နိုင်ငံလည်းငါတို့ရဲ့စကားဆာယူလက်တက်မခံဘူးအာရှကလည်းလက်တက်မခံဘူးဟုတ်တယ်ဟုတ်တယ်ဥရောပကလည်းလက်တက်မခံဘူးဆိုတော့ဟုတ်တယ်ငါတို့စကားဆာဘယ်သူကလက်တက်ခံပါလဲငရဲမီကလက်ခံပါပေါ့